ချို့မောင်ကိုစားတဲ့လားမစားတဲ့ဘူးလား အားလုံးမင်္ဂလာပါကျွန်မဒေါက်တာဖြူပါဒီကနေ့ဒီဟင်းချုံမုတ်ကိုဘယ်လိုလုပ်တာလဲဒီကျမရေးအတွက်အနည်းရရှိနိုင်သလားဟင်းချုံမုတ်ကဘယ်ကနေလာတာလဲစသဖြင့်အဲ့ဒီအကြောင်းလေးတွေကိုရှင်းပြပေးချင်ပါတယ်ဟင်းချုံမုတ်ကိုအင်္ဂလိပ်လို MSG လို့ခေါ်တယ် Monosodium Glutamate ပေါ့နော်အရှိကောက်ကဂျပန်သိပ္ပံပညာရှင်ဒေါက်တာခေခုနေအိုက်ခီတာက1908ခုနှစ်ကစတင်တွေ့ရှိခဲ့တာပေါ့နော်သူကဒီပင်လယ်ရေညှိဟင်းချုံပေါ့နော်အဲ့ဒါလေးကိုတောက်နေရင်းနဲ့ဒီထက်အရသာလေးကဟိုပြည့်စုံလိုက်တာပေါ့နော်အရသာလေးထဲမှာဒီကျွန်မ မတို့ဒီရှားသေးတဲ့ချိုးချင်းငန်ခအပြင်အရာတာလေးတစ်ခုရှိတယ်ပေါ့နော်ဆိုပြီးတော့မှသူကအဲ့ဒါကိုရှာဖို့တွေ့ရှိရင်းနဲ့ဒါကအဲ့ဒီဟင်းချိုးလေးကဒီဂလူတန်နဲ့အက်ဆစ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအရာတာလေးကောင်းနေတာပေါ့နော်ဆိုပြီးတော့မှသူကရှာဖို့တွေ့ရှိခဲ့တယ်သူအဲ့ဒါကိုဆက်ပြီးတော့မှလိလာတဲ့အချိန်မှာသူကဒီဂလူတန်နဲ့အက်ဆစ်နဲ့ဆိုဒီယမ်လေးနဲ့ပေါင်းပြီးတော့မှဒီဟင်းချိုးမုံကိုစပြီးတော့မှရှာဖွေနိုင်ခဲ့တာပေါ့နော် ဒီ glutamic acid ကကျမတို့ရဲ့ဒီနေ့စဉ်စားနေတဲ့အစားအသောက်တွေထဲမှာလည်းတဘာဝအတိုင်းရှိတယ်ပေါ့ဥပမာဆိုလို့ရှိရင်ခရမ်းကျင်တီ cheese ဒီပဲငပိတို့ချက်သွုံပြူတို့အေးငပိတို့အဲ့ဒီတွေမှာဟိုဟာတဘာဝအတိုင်းပါရှိနေတယ်ပေါ့နော်ဒီ glutamic acid ကိုကျမတို့ခန္ဓာကိုယ်တွေကလည်းတဘာဝအတိုင်းသွားထုတ်လုပ်နိုင်နေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဟင်းချုံမုတ်ကဒီ chemical ဓာတုပိတာဆေးမဟုတ်ဘူးပေါ့နော်။သူကဒီတဘာဝပစ္စည်းတွေကနေပြီးတော့မှထုတ်လုပ်ထားတာ င်းချုံမုံကိုဘလို့ထုတ်တာလဲအင်းချုံမုံထုတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီကုန်ချမ်းပစ္စည်းကတော့ဒီကြံတို့ပြောင်းမှုတို့ကနေထုတ်ပေးပေါ့နော်အဲ့ဒီအပင်တွေကနေရလာတဲ့ဒီကစုံနဲ့တခြားတက်အဓိကသုံးတာပေါ့နော်ဘာဝတခြားရေကိုသူကရေနဲ့ရောတယ်ရောပြီးလို့ရှိရင်ဒီအချိုးပြုတ်ဘက်တီးရီးယားလို့ခေါ်တယ်ပေါ့နော်အဲ့ဒီဘက်တီးရီးယားတွေထည့်လိုက်တယ်ဒီဒင်းချင်တို့ဒီပဲငံပြားရေတို့လုတ်တလို့ပုံစံပဲပေါ့နော်အဲ့ဒါတွေကလည်းဒီဘက်တီးရီးယားလေးကိုထည့်ပြီးတော့မှအချင်းဖောက်တာပေါ့နော်သူကလည်းခုနကပြောတဲ့ဒီကြံနဲ့ပြောင်းရဲ့အချိုးတက်တွေကိုအချင်းဖောက်လိုက်တယ်အဲ့လိုအချင်းဖောက်လိုက်လို့ ရှင်ဒီ glutamic acid ဆိုတာကိုရတယ်ပေါ့နော်အဲ့ဒီအချင်းဖောက်ထားတဲ့အရေးတွေက glutamic acid ကိုစစ်ထုတ်ခွဲထုတ်လိုက်တယ်ပေါ့နော်အဲ့လိုခွဲထုတ်ပြီးရလာတဲ့ဒီ glutamic acid ကိုဒီ sodium နဲ့ပေါင်းပြီးတော့မှ sodium glutamate ဆိုပြီးတော့မှဟိုပြောင်းလဲလိုက်တယ်ပေါ့နော်ဒီ sodium glutamate ဆိုတာကတော့ဒီဟင်းချုံမုတ်ပဲပေါ့နော် ဒီရလာတဲ့ဒီဟင်းကြုံမုံအရေတွေကိုသူကဒီကျမတို့အခုတွေ့နေရတယ်ပေါ့နော်အကြည်လေးနဲ့ဟိုအချောင်းလေးတွေဖြစ်အောင်ပေါ့နော်ပုံဆောင်ကဲလေးဖြစ်အောင်လို့ကြည်လင်သွားအောင်လို့လုပ်ပြီးတော့မှ၆တွေ့အောင်လုပ်လိုက်တယ်။ပြီးရင်ရလာတဲ့ဒီဟာလေးတွေကိုထုတ်ပို့ပြီးတော့မှပဲဈေးပွက်မှာဟင်းကြုံမုံအနေနဲ့ရောင်းတာပေါ့နော်။အဲ့ဒီကနေရလာတဲ့ဂလူတမိတ်ကဒီခရမ်းကျင်တီတို့ဒိန်ခဲတို့မှုတို့အဲ့ဒီထဲမှာတွေ့ရတဲ့ဂလူတမိတ်တွေနဲ့အတူတူပဲပေါ့နော်။ ဒီ1960ပြည်နှစ်လောက်ကပေါ့နော်ဟင်းချုံမုံစားပြီးလို့ရှိရင် Chinese restaurant syndrome ဆိုပြီးတော့ပေါ့နော်ခေါင်းကိုက်တယ်အာခေါင်းချောက်တယ်မအိမ်မသာဖြစ်တယ်ပေါ့နော်ဟင်းချုံမုံစားပြီးရင်အဲ့လိုဖြစ်တယ်ဆိုပြီးတော့မှဆွဆွဲခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းခေတ်တွေမှာတော့ဒီသိပ္ပံပညာရှင်တွေကပြန်လေ့လာတဲ့အရာကတော့ဒီလိုဖြစ်တဲ့ဟာကဒီဟင်းချုံမုံကြောင့်မဟုတ်ဘူးပေါ့နော်အဲ့ဒီစားတဲ့ဟာတွေကအခြားဟာတွေရှိတယ်ပေါ့ဥပမာစားတွေအစီတွေအငံတွေအဲ့ဒီဟာတွေကြောင့်မလို့လည်းဖြစ်နိုင်တယ်အချို့ဟာကြတော့လေဒီဓာတ်မတဲ့ တာပေါ့နော်ဓာတ်မတည့်တာတစ်ခုခုကြောင့်ဖြစ်နိုင်တယ်ဒီဟင်းချုံမုံကြောင့်မဟုတ်ဘူးဆိုပြီးတော့မှပဲပြောလာကြတယ်ပေါ့နော်ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ဒီ FDA စေဝါကွက်ကဲရေးအဖွဲ့တွေကလည်းဟင်းချုံမုံကဒီ safe ဖြစ်တယ်ပေါ့နော်စိတ်ချရတဲ့စားတောက်ကုန်တစ်ခုဆိုပြီးတော့လည်းအကုန်လုံးကသတ်မှတ်လာကြတယ်ပေါ့နော်ဟင်းချုံမုံကိုဘယ်လောက်ထည့်မလဲပေါ့အာပုံမှန်ဆိုလို့ရှိရင်တော့ဒီလိုဟင်းတစ်ခွက်ချက်တယ်ဆိုလို့ရှိရင်တော့ဟင်းချုံမုံကိုဒီလက်ဖက်ရည်စုံအာ၄ပုံတစ်ပုံကနေတဝက်လောက်ဆိုရင်တော့လုံလောက်တယ်ပေါ့နော်သူက safe တယ်လို့ပြောပေမဲ့လည်းအများကြီးစားဖို့ တော့မတိုက်တွန်းဘူးပေါ့နော်။ဘယ်အရာမဆိုလိုအပ်တာထပ်ပို့ပြီးအများကြီးစားတယ်ဆိုလို့ရှိရင်ကျမယူထိခက်စေနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ဟင်းချုံမုံစားတယ်ဆိုရင်လည်းအများကြီးမစားဖို့ပြောချင်ပါတယ်။ဒါကတော့ဒီကနေ့ကျမဒီဟင်းချုံမုံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကျမရဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တွေကိုမေးချင်တာကဒီဟင်းချုံမုံကစီးချိုကိုတတ်စေသလားပေါ့နော်။ကိုတင်တဲ့ဟာလေးကို comment မှာရေးခဲ့လို့ရပါတယ်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။